မိစ္ဆာတို့ဘဝမှာလက်လုံနေတဲ့အကျွေးတွေဆုံးရှုံးတော့မဲ့အကျွေးတွေတွေးပေးပြီးတော့ပြန်မရတဲ့အကျွေးတွေနေရွှေညရွှေရွှေနေတဲ့အကျွေးတွေပြေးသွားတဲ့အကျွေးတွေမပေးမပြေးအကျွေးတွေဘလို့အကျွေးပဲဖြစ်ပါလေငွေကြေးတွေပြန်ရခြင်းနဲ့ပြန်လိုခြင်းနဲ့တောင်းမရဘူးဆိုတဲ့အခါမှာဒီရေရာလေးကိုပြုလုပ်ပေးပါအားလုံးမင်္ဂလာပါ ။ဆရာတော်အောင်ဆက်ကြဂမ္မီယလောကီပညာဌာနကဆရာမိုးကျော်သူဖြစ်ပါတယ်။မိတ်ဆွေတို့ဘဝမှာလက်လုံနေတဲ့အကျွေးတွေဆုံးရှုံးတော့မဲ့အကျွေးတွေတွေးပေးပြီးတော့ပြန်မရတဲ့အကျွေးတွေနေရွှေညရွှေရွှေနေတဲ့အကျွေးတွေပြေးသွားတဲ့အကျွေးတွေမပေးမပြေးအကျွေးတွေဘလို့အကျွေးပဲဖြစ်ပါလေမိမိရဲ့ငွေကြေးတွေပြန်ရခြင်းနဲ့ပြန်လိုခြင်းနဲ့ တောင်းမရဘူးဆိုတဲ့အခါမှာဒီရရလေးကိုပြုတ်လုပေးပါ တခုတော့မှတ်ထားပေးပါလောင်းဝစားကြွေးမရပါဘူးမတော်လောဘနဲ့အတိုးကြီးကြီးစားထားတဲ့ဟိုမှာမတူချက်တူစတဲ့ဖြစ်မော်လီနော်အတိုးဆိုတာလဲတင်းတင်းမြတ်တဲ့အတိုးမဟုတ်ဘဲနဲ့ကြီးမားတဲ့အတိုးကြီးကြီးမတော်လောဘနဲ့ပေးထားမိတဲ့အတိုးကြွေးမရပါဘူး လောင်းကစားကြွေးလုံးဝမရပါဘူးမိမိကစေတနာနဲ့ကုညီလိုက်တာလူရင်းမဟုတ်အတူအနေငယ်မဖြစ်တော့ဆိုအတူလေးနဲ့ကုညီလိုက်တာမိမိကမိတ်ဆွေအရင်မို့လို့ကုညီထားတာစသဖြင့်ဒါမှမဟုတ်လုပ်ငန်းရင်းနှီးထားတဲ့အကျွေးဘယ်လိုအကျွေးပဲဖြစ်ဖြစ်ဒီရေတာလေးပြုလုပ်ပြီးတော့ပြန်လဲတောင်းယူလို့ရပါတယ်ဘာလို့လိုအပ်မလဲဆိုရင်မိမိရဲ့မွေးနေ့မှာ ကနန်းငါလှုပ်ပေးရပါမယ်ငါလေးတွေလှုပ်ပေးရမယ်ကနန်းလေးတွေလှုပ်ပေးရမယ်အရေးတော့မလိုပါဘူးခွေးကလေးတွေခိုးကလေးတွေကြီးကန်းလေးတွေအစာကျွေးရပါမယ်ငွေနန်းနဲ့ပတ်သက်သမျှခွေးခိုးကြီးကန်းအစာကျွေးရပါမယ်ငါလေးတွေကနန်းလေးတွေတက်စီလှုပ်ပေးရပါမယ်မိမိရဲ့မွေးနေ့မှာလောက်ရမှာပါအဲ့လိုလှုပ်ပြီးတဲ့အခါမှာတင်းငွေသားတွေဆိုကြပါစို့ အကျွေးရမဲ့သူကတနင်္ဂနွေသားပြန်ပေးရမဲ့သူဘာလဲစားဖြစ်ဖြစ်မလိုအပ်ပါဘူးမိမိကတနင်္ဂနွေသားမိမိကအကျွေးပြန်ရမဲ့သူဆိုရင်တနင်္ဂနွေသားများတနင်္ဂနွေသမီးများဟာအင်ငါဗုဒ္ဓဟူစနေစားတဲ့၃ရက်မှာကျွေးတောင်းမိပါ ကျန်တဲ့ရက်မှာမတောင်းပါနဲ့တနင်္ဂနွေသားသမီးများဟာဗုဒ္ဓဟူကြာတာပရိ၂ရက်မှာတောင်းပါအင်ငါသားသမီးများဟာကြာတာပရိတောက်ကြ၂ရက်တောင်းပါ ဗုဒ္ဓသားများများဟာတောက်ကြာစနေအင်းက၃ရက်တောင်းမှာကြာတာပရိသတ်များများဟာစနေဗုဒ္ဓမှာတောင်းပြီးတော့တောက်ကြာကကြာတာပရိမှာတောင်းမှာစနေသားသမီးများကတော့အင်းကတောက်ကြာ၂ရက်မှာတောင်းမှာဆရာဟုပြောခဲ့တဲ့ရက်လေးတွေချိန်ဆပြီးတော့မိမိရဲ့အကျွေးကိုပြန်တောင်းမှာတလုံးတစ်ခဲတည်းမဟုတ်ရင်တော့အနေအချင်းခွဲပြီးတော့ပြန်ရပါလိမ့်မယ်တခုတတိထားမှာ ဒီအကျွေးမတောင်းခင်မိမိရဲ့နေနံမှာဆရာခေါနာပြောခဲ့တဲ့ဂဏန်းလေးတွေငားလေးတွေလွတ်တာကြီးကန်းလေးတွေခိုလေးတွေခွေးလေးတွေအစာကျွေးတာမျိုးတော့ပြုတ်လို့ရပါမယ်ပြုတ်လို့ပြီးမှပဲဆရာပြောခဲ့တဲ့အခုနေနံပိုင်ရှင်တွေဟာဆရာပြောခဲ့တဲ့နေ့အတိုင်းအကျွေးတောင်းမှာ ပြီးတဲ့အခါမိမိတို့နီးစက်ရာဖျားဇေဒီစသဖြင့်ရွှေသင်္ကန်းကပ်ပေးရပါမယ်အ ਨੇ ဆုံး၅ခိုင်းကပ်ရပါမယ် တက်နိုင်ရင်တက်စီတက်လူပေးရပါမှာတက်စီတက်လူပြီးတဲ့အခါမှာမိမိရဲ့အကျွေးတွေပြန်ရပါသေးကြောင်းတမာတွေကနှကောင်းနှမျက်တွေကိုတိုင်တယ်ရပါမယ်ဖះကိုတော့တိုင်တယ်ရမလို့ပါဘူးဖះရှင်ကဖះရှင်ကိုရှင်တင်ငန်းကတ်တာသည်တက်တက်ပါဒီရှင်တင်ငန်းကတ်တဲ့အကျိုးကိုတမာတွေကနှကောင်းနှမျက်တွေကိုမေတ္တာဖို့အမျှဝေပါပြီးတဲ့အခါမိမိရဲ့အကျွေးတွေပြန်ရပါသေးကြောင်းတမာတွေကနှကောင်းနှမျက်တွေကိုတိုင်တယ်ပါမိမိရဲ့အကျွေးဟာစေတနာကျွေး လုပ်ငန်းရင်းနှီးတဲ့အကျွေး၊ကူညီထားတဲ့အကျွေးဒိုရီမို့အမြတ်အတူအနှဲငယ်နဲ့တဖက်သားအဆင်ပြေပါစေကြောင်းစေတနာတန်တန်နဲ့ကူညီထားတဲ့အကျွေးမျိုးဖြစ်တဲ့အကြောင်းတိုက်တယ်ပါ တိုင်တယ်ပြီးတဲ့အခါမှာဒီအကျွေးတွေပြန်ရပါစေကြောင်းကူညီပါဆောင်းလျှောက်ပါမားစားပါအကျွေးတွေမြင်ပြန်ရအောင်ဆောင်းလျှောက်ပေးပါကူညီပေးပါဆိုပြီးတော့ဓမ္မလေးကနှကောင်းနှမျက်ဒီမှာဆူတောင်းရပါမယ် ဆူတောင်းပြီးတဲ့အခါဆရာခေါင်းကပြောတယ်နေ့ဒီမှာ တောင်းကြည့်ပါမိစေတို့အများကြီးမတောင်းရပါဘူးနှစ်ချိန်သုံးချိန်ပေါ့အများဆုံးတောင်းပါရင်မိစေတို့ရဲ့လက်လွန်နေတဲ့အကျွေးတွေဆုံးရှုံးတော့မဲ့အကျွေးတွေအကုံရင်းထားတဲ့အကျွေးတွေစသဖြင့်ဘလို့အကျွေးပဲမဆိုးဒီလုံးတစ်စီးတည်းမဟုတ်ရင်တောင်းအနေငယ်ခွဲခွဲပြီးတော့ခွဲရဆိုင်ပြပြီးတော့ပြန်ရလာပါလိမ့်မယ်တခုရှိတာမိစေတို့ငားလွတ်တဲ့အချိန် ိုလွတ်တဲ့ခိုးသာကျွေးတဲ့အချိန်ခွေးသာကျွေးတဲ့အချိန်ဖျားရွှေတင်ကကတ်တဲ့အချိန်ဘလို့အချိန်မှာပဲဖြစ်ဖြစ်ကုစုကောင်းမှုလုပ်တဲ့အချိန်တိုင်းအချိန်တိုင်းမှာမိမိကိုပြန်ပေးရမယ်ပြေးပြန်ပေးရမယ်သူဒီအဆင်ပြေပါစေကျန်းမာပါစေငွေကြေးတွေရှင်လန်းပါစေအကျွေးဘူးများရှိရင်လည်းအဆင်ပြေပြေနဲ့ပြန်ဆက်နိုင်ပါစေဆိုတဲ့ဆုလေးတွေတော့တောင်းပေးရမှာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့မိမိရဲ့အကျွေးဟာ ဘလို့အကြီးပဲဖြစ်ဖြစ်တစ်ဖက်သားကပြန်ပေးနိုင်တဲ့အခြေအနေမှပေးနိုင်မှာပါပြန်မပေးနိုင်လို့တစ်ဖက်မှာလည်းစားကြတော့မရှိအောင်ဒုက္ခရောက်နေတဲ့အခြေအနေမျိုးဆိုရင်လည်းဘလို့ပဲရေကြရာတွေလှုပ်လို့ရမှာမဟုတ်ပါဘူးအဲ့ဒီတော့မိမိတို့ကုသိုလ်ပြုတိုင်းမှာငါကလေးတွေအစာကျွေးတိုင်းခွေးလေးတွေအစာကျွေးတိုင်းငါးကလေးတွေကနန်းလေးတွေလွတ်တိုင်းရွှေသင်္ကန်းကတ်တိုင်းမှာတစ်ဖက်အကျွေးပေးရမယ်သူကျမ်းပါပါစေချမ်းသာပါစေ ငွေကြေးလက်လာပါများပေါများပါစေအကျွေးဘူးများကင်းဝေးပါစေဆိုပြီးတော့ဆူတောင်းမြစ်တာပို့ပေးရမှာဖြစ်ပါတယ်နှစ်ကြိမ်သုံးကြိမ်လောက်လုပ်ကြည့်တယ်ဆိုရင်ပဲမိတ်ဆွေတို့ရဲ့ကျွေးတွေရရရှိတဲ့ငွေကြေးတွေအလင်းအမြန်ပြန်လဲရရှိလာပါလိမ့်မယ်ဒီရေရလေးပြုလုပ်ခြင်းဖြင့်အကျွေးများကင်းစင်သားရပျော်ရွှင်တဲ့ဘဝမျိုးရရှိနိုင်ပါစေကြောင်းထပ်လောင်းပြီးတော့ဆူတောင်းပေးလိုက်ပါတယ်မိတ်ဆွေများအားလုံးနာဗျံဘေးမရှိကြပါစေနဲ့